ကိုဗစ်ကရောဂါရဲ့မူလအစနဲ့ပတ်သက်လို့ဖြစ်နိုင်ခြေ theory အားလုံးကိုလမ်းဖွင့်ထားဆဲဖြစ်တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကပြောပါတယ်။တန်းနဲ့ချီတဲ့လူသားတွေရဲ့အသက်ကိုနှုတ်ယူခဲ့တဲ့ကရောဂါဇိုးကြီးစတင်ပေါ်ပေါက်လာခဲ့တာ၄နှစ်ကျော်ကြာမြင့်ပြီးချိန်ထိယောဂရဲ့မူရင်းစင်းမြစ်ကိုဖော်ထုတ်ဖို့စ조사အထောက်မှုတွေဟာပြည့်စုံမှုမရှိသေးတဲ့နောက် WHO ကအခုလိုသဘောထားမှတ်ချက်ပေးခဲ့တာပါ။2019ခုနှစ်နှစ်ကောင်ပိုင်းကတရုတ်နိုင်ငံအလဲပိုင်းဝူဟန်မြို့ကနေစတင်ပြန့်နှံ့လာတဲ့ အမျိုးမြင့်မသည့်နမိုနီးယားဆန်တဲ့ရောဂါတစ်မျိုးဟာလပိုင်းအတွင်းကမ္ဘာကပ်ရောဂါကြီးအဆင့်ထိရောက်ရှိခဲ့ပါတယ်။နောက်တစ်ချိန်မှာကိုဗစ်လိုနာမည်မဲ့ခေါ်ခဲ့ကြတဲ့ရောဂါဆိုဟာလူပေါင်းသန်း30လောက်ကိုသေဆုံးစေခဲ့ကြောင်း WHO ကခန့်မှန်းထားပါတယ်။ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ကိုဝူဟန်မှာရှိတဲ့သားစင်း၅စင်းဇေဒန်တစ်ခုမှာပထမဆုံးအကြိမ်စတင်ထောက်လန့်တွေ့ရှိခဲ့တယ်လို့ယုံကြည်ရပြီးယောဂရဲ့မူရင်းစစ်မြစ်ကိုဖော်ထုတ်နိုင်ရေးက နောက်ထပ်အလားတူကပ်ယောဂါတွေဖြစ်မလာအောင်ကြိုတင်တားဆီးရဲ့အတွက်အထူးအရေးကြီးပါတယ်။ဒါပေမဲ့ကပ်ယောဂါအစကနဦးကာလလေးလာတွေ့ရှိချက်တွေကိုတရုတ်အာဏာပိုင်တွေကရှင်းရှင်းလင်းလင်းမထုတ်ပြန်တာအပေါ်ဝင်တခြားနှောက်နှေးမှုတွေအချက်အလက်မပြည့်စုံမှုတွေကြောင့်ကိုဗစ်ရဲ့မူလအစကိုတတိကျကျမသိနိုင်သေးသော WHO အကြီးအကဲကပြောပါတယ်။အဲ့ဒီတော့ကိုဗစ်ရဲ့မူလအစဖြစ်နိုင်ခြင်းနဲ့ပတ်သက်တဲ့အဆိုချမ်းမှန်သမျှကိုပယ်ချလို့မရနိုင်သေးသောအဲ့ဒီထဲမှာ trace and trace ကနေဆင့်ကဲကူးစက်မှုကအစား ဓာခွဲကန်တစ်ခုကနေမော်တော်တဆအစပြုကူးဆက်တာအထိအားလုံးပါဝင်ကြောင်းသူကဆိုပါတယ်အဲ့ဒီနှစ်ချက်ဟာကိုဗစ်ရဲ့မူလအစနဲ့ပတ်သက်လို့လူပြောအများဆုံး theory တွေလည်းဖြစ်ပါတယ်2021ခုနှစ်မတ်လတုန်းက WHO နဲ့တရုတ်တို့ပူးပေါင်းထုတ်ပြန်ချက်အရ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ဟာလင်းနို့ကတစ်ဆင့်တခြားနို့တိုက်သတ္တဝါမျိုးစိတ်တွေမှာဆင့်ကဲတည်ပြောင်းပြီးလူသားတွေစီကူးဆက်တာ ဖြစ်နိုင်ကြောင်းဖော်ပြခဲ့ပူးပါတယ်နောက်ပြီး ဝူဟန်မှာရှိတဲ့ဗိုင်းရပ်စ်သုတေသနဓာတ်ခွဲခန်းတစ်ခုကနေမော်တော်တဆစတင်ပြန့်နှံ့ခဲ့တယ်ဆိုတဲ့ခန့်မှန်းချက်ကဖြစ်နိုင်ခြေတိတ်နေတယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးအထောက်ထားအချက်လက်တွေပွင့်လင်းမြင်သာမှုကင်းမဲ့တော့ဓာတ်ခွဲခန်းကနေပြန့်နှံ့လာတယ်ဆိုတဲ့ထင်မြင်ချက်ကိုအလေးထားစုံစမ်းမှုမရှိတာတွေအတွက်အတော်ကြီးပြင်းထန်တဲ့ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီတုန်းကအမေရိကန်သမ္မတအဖြစ်ပထမသမ္မတသက်တမ်းတာဝန်ယူထားတဲ့ဒေါ်နယ်ထရန့်ရဲ့အဆိုအရဟာ တရုတ်တခွဲခန့်တစ်ခုကနေဗိုင်းရပ icana, ်စတင်ပြန့်နှံ့လာခဲ့တယ်ဆိုတဲ့အယူအဆကိုတရုတ်ဝင်ထောက်ခံခဲ့ပါတယ်။ဒေါက်တာတက်ရော့ဆောကိုဗစ်ရဲ့မူလအဆောက်ကိုရှောက်ဖွေခြင်းဟာအနာဂတ်ကပ်ရောဂါဆိုးတွေကိုတားဆီးအတွက်အရေးပါယုံတာမကပဲကပ်ရောဂါကာလအတွင်းအသက်ဆုံးရှုံးခဲ့ရသူတွေကိုလေးစားတန်ဖိုးထားကြောင်းကျင့်ဝတ်ပိုင်းအရပြသမှုလည်းဖြစ်လိမ့်မယ်လို့ပြောပါတယ်။သူကကမ္ဘာနိုင်ငံအသီးသီးဟာကိုဗစ်ရဲ့မူလအဆနဲ့ပတ်သက်လို့သိပ္ပံနည်းကြအခိုင်အမာတဲ့သဲလွန်စာတွေရထားကြရင် WHOC ဝင်ငှအကူအညီပေးဖို့မြေတားရက်ခံသွားခဲ့ပါတယ်ရှင်